မြန်မာနိုင်ငံမှာသဘောပေါက်ဘေးရန်တွေဒီကြုံတိုင်းမှာတထည်ဖြစ်သွားတဲ့သူတွေအများကြီးပဲဖြစ်ပြမှာတထည်ဖြစ်တဲ့သူတွေ Doxman တွင်ကြတဲ့သူတွေပေါ့ဗျာဖြစ်ပြတဲ့အချိန်မှာဈေးတွေတင်ရောက်နေလက်ရှိအချိန်မှာလည်းမြန်မာနိုင်ငံမှာအဲ့ဒီကိုယ်အိမ်နေပြူကြတဲ့အတွက်ဒီလက်မီဈေးတွေကလည်းလောက်ဒီထိုးတက်နေတယ်ဆိုတော့သိမှာပါကြောင့်တစ်ချိန်ကကိုပိကာလာမှာအမေစုအနေနဲ့ဘယ်လိုမျိုးပြောခဲ့လဲကျွန်တော်တို့ဒီလိုမျိုးအစိုးရမရှိတော့တဲ့အခါမှာပြည်သူတွေကမေမရှိတဲ့လေးတွေလိုပါပဲတော်လေးကမှဘာလို့လိုရမှမသိတဲ့အနေထားတော့ ောက်နေတာတော့အမှန်ပါပဲဗျာဒီလိုကြီးသူတွေဒုက္ခရောက်နေတဲ့အချိန်မှာအစမတန်ဈေးတင်ပြီးတော့ရောက်နေဆိုလုံးဝမလုတည်နေကိစ္စဒီဟာဥပဒေနဲ့လည်းမကိုက်ညီဘူးနော်ဥပဒေရလည်းကျွန်တော်တို့အရေးယူလို့ရတယ်ဒီလိုဟာမျိုးတွေမလုအောင်ဆိုပြီးဥပဒေထားထုတ်ထားတယ်ပြောတော့သိလို့ရှိရင်လည်းအရေးယူမယ်ဘာဖြစ်လဲဒါဟာကိုယ့်ရဲ့ကိုယ့်တူးချင်းရဲ့အကျိုးမြတ်အတွက်ပြည်သူလူထုရဲ့အသက်အသက်တင်နေကစားတဲ့သဘောပဲအဲ့ဒါတော့ကျွန်တော်တို့ဘယ်လို့မှအသက်ကြီးမခံနိုင်ဘူး ဒါပေမဲ့အဲ့ဒါတစ်ဖက်ပေါ့နော်ဥပဒေနဲ့အရေးယူမှာတစ်ဖက်တစ်ဖက်ကဒီလိုဟာမျိုးလုပ်ရသလားဆိုတာစဉ်းစားကြ။ဒီလောက်ကြာမှခုနိုင်ငံကိုပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာအခက်အခဲတွေ့နေတဲ့အချိန်မှာဘယ်လိုကိုယ့်အတွက်အကျိုးမြတ်ထုတ်ရမလဲဆိုတာဒါဝဲစဉ်းစားကြမယ်။အဲ့ဒီလိုသူတွေကိုလည်းအားမပေးပါနဲ့။ဒီလိုပုံကိုယ်တွေရှိရဝဲချင်းဟာကိုယ့်ရဲ့ကျမရေးလေးအတွက်ဒီနေ့က mouse ဘယ်နှခုဝဲနိုင်မလဲ။ဒီသူတို့ရောင်းလိုက်တဲ့ဈေးနဲ့အဲ့ဒီဟာ ဒီ covid ရောဂါအလုံးပြီးသွားတဲ့အချိန်ဒီဒီဒီ mask လေးကခံမှာဒီလိုလူတွေကိုအားမပေးပါနဲ့လို့ကျမအနေနဲ့တော့ပြည်သူတွေကိုမေတ္တာရခံတင်ပါတယ်။နောက်ဒီလိုရောင်းရောင်းနေတဲ့သူတွေအကြောင်းပြောသိလို့ရှိလို့ရှိရင်လည်းသက်ဆိုင်ရာကိုအသိပေးပါအရေးယူမယ်။ဒါဟာတိုင်းနာတော်တာလူများကိုဟိုဒုက္ခရအောင်လို့ဆိုတာမဟုတ်ပါဘူး။အများဒုက္ခမရောက်အောင်လို့ကာကွယ်တာဖြစ်ပါတယ်။ဒီဒီဒီလိုတကယ်ကိုပြည်သူတွေလိုအပ်နေတဲ့ပစ္စည်းတွေကိုလိုအပ်နေတဲ့အချိန်မှာဈေးတင်ပြီးရောင်းနေဆိုတာဟာကျမတို့ အဲ့တင်းကြီးခံပြီးတော့တွတ်ထားလို့ရမယ်ကြရတဲ့ကိစ္စမဟုတ်ပါဘူးအဲ့တော့ပြည်သူတွေလည်းဒါကိုစဉ်းစားစီချင်ပါလေဒီတကယ်ကိုယ့်ရဲ့ကိုယ့်ကိုဇိက္ခိကအောင်လုပ်နေတာတကယ်ဘလူတွေလဲပြည့်ညီငယ်တွေနေတိတိမရောက်ပြည့်ညီငယ်တွေလဲကိုယ်နဲ့ကိုယ်နားတော်ရင်ပါငလင်တန်ပေးတန်တင်းလို့တစ်ခွောက်အောင်ရပြည်လို့ရှိရင်တိုက်ပုံအုပ်ပုံကြားမှာပြုတ်ပြပြပြီးတော့တစ်ခွောက်နေလို့ရှိရင်ခဏကိုခဏပေးချပြီးတော့အဲ့ဒီလူတွေဝိုင်းကယ်တဲ့ကိစ္စ တရက်ကိုပေးချိုက်ဝိုက်ခဲ့ရလို့ပါတကယ်ညီလေးတို့နာမှာစစ်သားတွေရောက်လာပြီးလာကူမှာဆိုလေညီလေးတို့လည်းစစ်သားနေတယ်အတူတူတရက်တွေခဏပေးချာပြီးတော့အဲ့ဒီအုပ်ပုံကြီးလူအောက်မှာပြပိနေတဲ့လူတွေကိုအုပ်ပုံအောက်မှာပြပိနေတဲ့လူတွေဝိုက်ခဲ့ထုတ်ကြတယ်အဲ့ဒီစိန်ကြီးငွေကြည့်တိုက်တာကျွန်တော်မိမိတကောင်ကတော့စစ်သားရည်နဲ့တူတူတွဲပြီးလှုပ်လှုပ်ခိုင်းနေပါတယ်မင်းတို့ခွေးရည်နဲ့လူတွေကဘလို့လှုပ်လှုပ်မှလဲဘလို့ခွေးစီပဲရှိတဲ့ကောင်တွေနဲ့ ော်လံမျိုးတွေအားလုံးပဲအလင်းမေးတံမှာမြန်သွင်းကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရီဘော်ဒရှင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလေးရေရှင်မလို့သွားပေးမှာတော့ယနေ့အေပယ်လ၈ရက်နေ့အင်္ဂါနေ့ရဲ့မနက်ပိုင်းအထိနောက်ဆုံးရရှိတဲ့သတင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲစုံတီချစ်ပေးဖို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းတော်များက၎င်းတို့ရဲ့ကိုဂျူစီပါအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအကျပ်သိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1928ရက်ဖြစ်ပါတယ် ရဲဒါအတွင်းစစ်ကောင်စီကစစ်ကွေးတွေဆုံးမှုစီးရင်မှာတော့အကွေးတိုင်းဆလင်းမြို့နယ်မှာ32ကောင်အကွေးတိုင်းပေါ့မြို့နယ်မှာ8ကောင်အကွေးတိုင်းတောင်ကမာ8ကောင်မန္တလေးတိုင်း9တောင်မှာ2ကောင်နဲ့နင်သာရီတိုင်းကော့တောင်မှာ2ဦးလင်းဝင်ရောက်ခဲ့ကြောင်းရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့သခိုင်းမြို့နီးကိုဗဟိုပြီးလုတ်ခတ်ခဲ့သောသခိုင်းငလင်ကိုမန္တလေးငလင်ကြီးဟုခေါ်ရန်စစ်ကောင်စီကအမိသတ်မှတ်ကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့ပြောရင်းဆိုခွင့်ရတဲ့ဗမဲလုံးကတော့ထုတ်ပြောလိုက်ပါတယ်။သခိုင်းကပြည်သူတွေကိုဘလောက်ထိတော့ လိုမျိုးစိတ်ရှိလဲဆိုရင်မှာပေါ်နေရဖြစ်ပါတယ်စကောင်စီကမန္တလေးငလင်ကြီးကိုအမိပေးထားတော့လဲလက်တွေမှာတော့ငလင်ဟာသခိုင်းမျိုးနီးကိုဓိကဘိုးပြည့်လှုပ်ခတ်သွားကြောင်းတကဘာလုံးကပြင်ညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်မလ28ရက်နေ့မွန်းလဲ7:50မိနစ်အချိန်မှာသခိုင်းမျိုးရဲ့နောက်မြောက်ဖက်16ကီလိုမီတာကွာဝိမြောက်7ကီလိုမီတာကိုအခြေပြု၍အင်းအားပနိသမခွန်ဆင့်ရှိထုတ်ခတ်ခဲ့တဲ့ငလင်ကြောင့်သခိုင်းမန္တလေးနေပြည်တော်ပအဝင်မြန်မာနိုင်ငံလေပိုင်းဒေသများမှာလူသေဆုံးမှုများနဲ့ ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပြီးနောက်အကြမ်းဖက်စစ်ကောင်စီက၎င်းငလင်ကိုမန္တလေးငလင်ကြီးဟူသာပေါ်ပေါ်သုံးဆွဲရန်တတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အရင်းမီဒီယာသတင်းအဖြစ်လဲစစ်ကောင်စီကတတ်မှတ်ထားတဲ့အတိုင်းမန္တလေးငလင်ကြီးဟူသာသုံးဆွဲရန်ဗော်မဲလုံးကပြရားပေးရင်ချောက်ခဲ့ပါတယ်။မီဒီယာများအနေကလည်းငလင်ကြီးကိုယဉ်ညွတ်ခေါ်ဆိုသုံးဆွဲရေးသားမှာမန္တလေးငလင်ကြီးလိုပဲထိတာပေးကြဖို့မြစ်တာရက်ခံလိုပါတယ်လို့လဲအကြမ်းဖက်ဗော်မဲလုံးကပြောထားပါတယ်။ ပြည်တွင်းနဲ့ပြည်ပဘူမိပေဒငလင်ကျွမ်းကျင်ပညာရှင်များကတော့မလဲ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ဟာသခိုင်းပြည့်ရီကြောင့်အဓိကလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီးသခိုင်းမျိုးနီးကိုအဓိကပိုးပြီးလှုပ်ခတ်ခဲ့ကြောင်းသတင်းများကထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။သခိုင်းမျိုးနီးကိုပိုးပြီးလှုပ်ခတ်ခဲ့သောသခိုင်းငလင်ကြီးကြောင့်လက်ရှိအချိန်ထိလူအနည်းဆုံး3500ကျော်အထိပြေဆုံးခဲ့ပြီးအောင်ချီ၍ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ ASDFC 130အယူပို့ဆောင်ရေးလေယာဉ်ကြီးဖြင့်မြန်မာနိုင်ငံငလင်ဘေးဒဏ်သင်ပစ္စည်းများကိုစီးပတ်ဆိုင်ရာထောက်ပံ့များနဲ့အခြားလိုအပ်သောပစ္စည်းများတင်ဆောင်ကာ ယနေ့ဧပြီလ၈ရက်နေ့ပတ်ခွန်မီဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးနာခာတာနီကနေပြီးတော့ကြေညာခဲ့ပါတယ်။ဂျပန်လေတပ်ရဲ့ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ C130 တဲယူပို့ဆောင်ရေးလင်းသည်အင်ချီဒေတာရှိကိုမခိလေတပ်စခန်းမှယနေ့မွန်လန်ပိုက်မှထွက်ခွာလာခဲ့ပြီးပျက်စီးဆုံးရှုံးမှုများပြင်းထန်စွာဖြစ်ပွားခဲ့တဲ့မန္တလေးတိုင်းဒေသကြီးတွင်လေပတ်နေသောဂျပန်စစ်ဖွဲ့များစေဝါများနှင့်အခြားထောက်ပံ့ရေးပစ္စည်းများကိုပို့ဆောင်ပေးမှဖြစ်ပါတဲ့ဗန်ဆိုရာဘေးတင်ဒေသများရဲ့လူဝဲချက်များကိုသိရှိနိုင်ရန်တုံဆန်းရေးအဖွဲ့တွေကိုလည်းကြိုတင်ဆွလုစားခဲ့တယ်လို့ဆိုပါတယ် ကွယ်ရေးဝန်ကြီးနာခတာနီကတော့တုံချုံကြီးခြေအနေမှာဘေးကင်းစွာမျိုးကိုကျွန်တော်တို့ဂရုမထားပဲတည်ယူပို့ဆောင်ရေးကိုဆောင်ရွက်မယ်လို့တုံ့ပြန်ပြီးလှုပ်တာဖြစ်ပါတယ်လို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတွေမှာတော့ပြည်သူများနှစ်ခွန်စစ်စင်ရေးကာလာတွင်တိုက်ပွဲများကြောင့်ပျက်စီးခဲ့ရတဲ့လာရှုမျိုးရှိနေများအတွက်တိုင်လိန်၁သိန်း50ကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDA ကအေပယ်လ9ရက်မှာပြည့်ခဲ့ပါတယ်။ဒုဒေသတဲ့လာရှုဧရိယာစီရေးအုပ်ချုပ်မှုကော်မတီမှတိုက်ပွဲကာလာတွင်နေအိမ်ပျက်စီးဆုံးရှုံးသောပြည်သူများရဲ့အိမ်300ကိုလုံးအတွက်၁သိန်းပေါင်း ညသွားကိုဟောက်ပံ့ပေးရခဲ့တယ်လို့လာရှုမျိုးပြန်နဲ့ထူထောင်ရေးဌာနကလည်းထုတ်ပြန်ခဲ့ပါတယ်ဒီလိုပေးရမှုနဲ့ပတ်သက်ပြီးတော့မျိုးမျိုးဝေဖန်မှုတွေရှိနေပြီးတော့လာရှုမျိုးကထွက်သွားတဲ့အတွက်လိုပဲအကြောင်းပြချက်ချင်းတွေပဲလိုပဲပြည်သူတွေကိုကူညီကူညီပြည်သူတွေရဲ့ရင်ဘတ်ထဲကိုတော့ပြင်ရောက်တော့မှာမဟုတ်ဘူးဆိုပြီးတော့ပြည်သူတွေကပြောထားတာကိုလည်းတွေးရှိရပါတယ်ပြည်ညီငယ်တွေနဲ့တိတိမှရောက်ပြည်ညီငယ်တွေနဲ့ကိုယ်နဲ့ကိုယ်နားတော်ရင်မှာငလင်းတန်ဘေးတန်တင်လို့တခွောက်အောင်ရပြည်သူတွေရှိရင်တိုက်ပုံအုပ်ပုံကြီးကပြုတ်ပြပြပြီးတော့တခွောက်နေလို့ရှိရင် တနတ်ကိုခဏဖေးချပြီးတော့အဲ့ဒီလူတွေဝိုင်းကယ်တဲ့ကိစ္စတနတ်ကိုဖေးချဝိုင်းကယ်တာလုပ်ပါအကယ်၍ညီလေးတို့နာမှာစစ်သားတွေရောက်လာပြီးတော့လာကုမယ်ဆိုလဲညီလေးတို့လည်းစစ်သားနေတယ်အတူတူတနတ်တွေခဏဖေးချပြီးတော့အဲ့ဒီအုပ်ပုံကြီးကိုလူအောက်မှာပြပိနေတဲ့လူတွေအုပ်ပုံကြီးအောက်မှာပြပိနေတဲ့လူတွေဝိုင်းကယ်ထုတ်ကြတယ်အဲ့ဒီစိတ်လေးငွေးကြည့်တိုက်ပါကျွန်တော်မျိုးမိတကောင်ကတော့စစ်သားရည်နဲ့တူတူတွဲပြီးလှုပ်လှုပ်ခိုင်းနေပါတယ်မင်းတို့ခွေးရည်နဲ့လူတွေကဘလို့လှုပ်လှုပ်မှလဲဘလို့ခွေးစီပဲရှိတဲ့ကောင်တွေတို့အဲ့တော့ជីနူကိုကောင်းမှထင်တယ်ကြည့်ရတဲ့ပြည်သူကလည်းជីနူလိမ့်မယ်တကယ်ပြောတာကညီအဲ့ဒီ PDF ညီငယ်တွေနဲ့တတ်မတော်သားတွေရဲဒေတာဖို့နေအတူတူများဒီခုနဟို အုပ်ပုံအများကြီးအောက်မှာအိမ်အိမ်တိုက်ပြူတိုက်ပြူသွားတယ်တိုက်ပြူကြီးအောက်မှာပြိနေတဲ့လူကိုကဲထုတ်ဖို့တယ်ပီရက်ညီငယ်တွေနဲ့တမတော်သားညီငယ်တွေအထူးတွဲပြီးတော့တနက်ကိုပေးချပြီးတူတွဲပြီးတော့ဝိုင်းဝန်းလုံနေတာမျိုးသားမြင်ရမယ်ဆိုရင်ဗျာကျွန်တော်တို့ဒီမှာတက်သိမွင့်ချင်းထားလောက်ကျွန်တော်ဝမ်းသာနေမှာလောက်ကြည့်လိုက်ကြပါတစ်ခေါက်တော့ကျွန်တော်ပြင်မယ်ဝမ်းသာခွင့်လေးတစ်ခေါက်တော့ပေးကြပါအဲမင်းဝမ်းသာခြင်းတော့မင်းပါဘူးပြောလေမင်းပါဘူးပြောမယ်နဲ့ PDF တွေလာပြောနေ2021ခုနှစ်အာနာသိမ့်တဲ့ကပြည်သူတွေအခု PDF ဆိုရယ်ဖြစ်ပေါ်လာတဲ့ပြည်သူတွေဟာအင်းစီမန်းလေးတွေကြိုက်ပြီးတော့မင်းတို့စစ်သားတွေစစ်ခွေးတွေရဲခွေးတွေကိုတောင်းတော့မှမနဲ့ဒူးလေးထောက်ပြီးတော့တောင်းပန်ခဲ့ကြတာမင်းတို့ရေလှဲ့တောင်ကြည့်ခဲ့ကြတာမိုးတော်ကောင်ကြီးက ဟိုဟာအတူတူလာပြီးတော့လှုပ်လှုပ်ဖို့ပြောနေသေးတယ်ဒါ PDF ညီငယ်တွေလေတိုက်တွန်းတာပါဟို EU ဟိုဟာဒီ NUG နဲ့ EU ဖွဲ့တွေလေတိုက်တွန်းတာပါဒီဒီခေါက်တော့ခင်ဗျားတို့ဒီ short thing မဟုတ်ဘူးလားဒီလောက်ဖြစ်နေတဲ့ခင်ဗျား short thing မဟုတ်ဘူးလားလို့ပဲကျွန်တော်ပြောချင်ပါတယ်ပြီးတော့ဟို legitimacy လို့ခေါ်တဲ့တရားဝင်ဖြစ်မှုပါဘု து ရှိမှရှိတယ်ဆိုတော့အခုခင်ဗျားတို့လည်းမြင်ပြီ Donald Trump ကိုလည်းနောက်မြန်မာဆိုရနဲ့စကားပြောမယ်လို့ပြောတာ NUG နဲ့ပြောတယ်မပြောတော့နာဆာကဆိုတာကပြောပြီနာဆာကဆိုတာနဲ့ကုညီရဲ့နာဆာကနဲ့စကားပြောနေပြီလို့ပြောတယ်တခါတေယုတ်ကလည်း ်သမရကလည်းတဝန်လာပို့တာပို့ချင်းချင်းမရလို့ဆေးပို့တယ်နန်ဒရာမိုဒီကလည်းပို့ချင်းချင်းမရလို့ဓာတ်ရဖုန်းပြောတယ်ဘယ်လိုရုရုရှားအကုန်ဓာတ်ရပြောတယ်တခြားနိုင်ငံကလူတွေလည်းဒီတိုင်းပဲပို့ချင်းချင်းမရလို့ဆေးပို့နာဆာကအစိုးရနေပဲပြောတယ်အဲ့ဒီအားလုံးကပြည်သူတွေကိုကူညီခြင်းလို့အခြားနိုင်ငံသူတွေကမင်းတို့အဖအနေပြောနေရတာမင်းတို့ဘာကိုပြောချင်လို့ပြောရမြတ်ထင်းနေဘူးလား Legitimacy ကဘုသူစီမှာရှိလဲဆိုတော့ NUG နေနဲ့သိပြီဆိုရင်ကိုကိုတိုင်ကလည်းပြုပြင်တင်တာပြောင်းလဲတင်တာကြောင်းပြီးတော့နောက်ပြန်ဆုတ်ဖို့ကောင်းပါတယ်ယူတန်းပြန်လှည့်လာဖို့ကောင်းပါတယ်နောက်ဆုံးပြန်ထည့်လာပြီးတော့တိုင်းပြည်ရဲ့နိုင်ငံရေးမှာနိုင်ငံရေးကိုနိုင်ငံရေးလို့ပြန်လုပ်တာမျိုး လောက်ကြရင်မရဘူးလားလို့ပဲကျွန်တော်တိုင်းတော့ကျင်ပါတယ်ဒီလိုမျိုးငလင်ဘေးတံဆိုးရတဲ့ငလင်ဘေးတံနေပြီးတော့ကျွန်တော်တို့တိုင်းသားချင်းနိုင်ငံသားချင်းချင်းညီညွတ်မှုကိုပြသကြပြသကြတာတစ်ခေါက်တော့ပြန်ပြသရင်းနဲ့ကျွန်တော်တို့အတိုင်းပြည်ကိုဆွတ်တင်ကြဖို့မရဘူးလားလို့ပဲကျွန်တော်တိုင်းတော့ကျင်ပါတယ်ဒါလေးကကျွန်တော်ရဲ့အမြင်ပြောတော့ပါပြီးတော့အရေးပေါ်လိုအပ်ချက်ဒီပေါ်လိုအပ်ချက်ကတော့ခုဒီနေ့ဆိုရင်အရှင်သနာတိကပေါ့နော်ဆရာတော်ဖုံးဖုံးအရှင်သနာတိကကဟိုငလင်ငလင်ဘေးတံတင်းတဲ့စကိုင်းဘက်ကသူကားနဲ့တော့တခုံတို့သွားတာမန္တလေးကသွားပြီးတော့မန္တလေးကသွားတယ်မှာသွားပြီးတော့ဟုံးသွားပြီးတော့ချက်ချင်းဟိုမှာစားတော့လို့ခေါ်မှာဆိုဘာလို့ချက်တာဘလို့ချက်တာလူတစ်တောင်းလောက်စားလို့ရအောင်ဆိုချက်တာ တမင်တွေချက်ဗားတွေဝယ်ကုန်ချက်ကုချင်းလုံးချက်ချင်းလုံးဆိုဘုန်းကြီးကအကုန်ငါသူငယ်ထုတ်ဆန်းဆိုအုံမာနေတယ်ဘုန်းကြီးရဲ့ဘုန်းဘုန်းရဲ့ဒီလူတွေမှာထားတဲ့စေနာလို့တွေ့ရတော့စိတ်ထဲတော့ကြည်နူးမိပါတယ်ကျေးဇူးလေးတင်ပြပါတယ်ဘုန်းဘုန်းနောက်တစ်ခုကတကယ်လူနေတာကရေးလို့မယ်တောက်စရာရေးလို့လာမယ်ဆေးဝါးတွေလို့လာမယ်နောက်လူတွေကိုကဲရတယ်လူတွေတွေးပေါ့တွေးလို့လာမယ်တွေးလို့ချက်ဖြစ်လာမယ်နောက်စားနေကလူတော့တယ်ချက်စရာပြုတ်စရာမရှိရှိတာကစားနေပြီးတော့ကျွန်တော်မိတ်ဆွေကြီးတယောက်ဆိုဗာပြောလဲဆိုတော့ကိုကျော်နဲ့မနေ့ကတွေ့တဲ့အချိန်ကစားလိုက်တဲ့မိုးငါးလေးတစ်ပွဲလွှဲပြီးညနေမိုးချုပ်တဲ့အထိမစားလိုက်ရသေးဘူးလို့ထင်မယ်ညနေကြာမိုးချုပ်မှစားတာ ဲ့လိုဖြစ်တယ်ဆိုတော့ကျွန်တော်ကဘေးကင်းနေမှာရှိတယ်အတွက်ကြည့်မယ်သူကအဲ့အဲ့ရုပ်ရည်ပြုံကြတဲ့နေရာနာအနည်းဆုံးမှသူရှိတော့သူ့လူတွေနဲ့သူဘာဖြစ်တော့ဒုက္ခရောက်တာပေါ့အဲ့တော့ပြောတော့ဩအဲ့လိုဖြစ်အဲ့တော့ကျွန်တော်စားနေကြလည်းရေးဖို့လိုပါလိမ့်မယ်ဆိုတော့ရုပ်ရည်လူဖြစ်တဲ့အချိန်မှာအိမ်ကြီးပြုံကြတဲ့အချိန်မှာစားနေကြလည်းဘာမှမပါဘူးမင်းကဘေးကင်းနေနေရာမှာရှိရမုံမင်းကပုံပုံနေတာအောင်တတရင်မှာတော့ရန်ကုန်မှာပြန်ဆုံမဲ့ဆိုတဲ့စကားတိုင်းပဲရန်ကုန်မြို့တိုက်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်တည့်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစစ်ရုံကပါစာတည့်တည့်တိုက်ခိုက်မှုမှာတော့စစ်ကောင်စီဘက်က9ဦးကြာဆုံးကအရာရှိပါဝင်16ဦးပြင်းထန်တမ်းရရှိခဲ့ကြောင်း USO PDF ော်လိုင်းအဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ကပ္ပစာစစ်တပ်ကို USO နဲ့ Terror SAF တို့ပူးပေါင်းပြီးအေပလာ၄ရက်ညတဲ့ကနေပြီးတော့စတင်တိုက်ခတ်ခဲ့ပြီးတာဝေးမီဆိုင်ဒုံးသုံးလုံးမြေနဲ့တိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။အတွင်ဖျက်သည်သတင်းပေးများသတင်းပေးပို့ချက်အရလက်နက်ငယ်စက်ုံပျက်စီးရိခါကူတောင်နဲ့ခဲရန်ကူတောင်ပြီးတော်ပျက်စီးမှုရှိခဲ့ပြီးအကြမ်းဖက်စစ်တပ်ကအရာရှိနဲ့တပ်သား16ဦးပြင်းထန်တိုက်ရန်ရရှိက9ဦးကြာဆုံးကြောင်းသတင်းရရှိတယ်လို့လည်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းမှာတော့မန္တလေးတိုင်းငသရုံမြို့မှာတော့ အကြမ်းဖက်စစ်တပ်အတွက်လှုပ်လှုပ်ပေးနေတဲ့အောင်စိုးကိုပြစ်ခတ်တိုက်ခိုက်ရာနေရာမှာပဲညောင်းတဲ့ကောင်းဆိုင်သွားကြောင်းပကံဘီလူဖွဲ့ကတာဝန်ရှိသူတို့ကလည်းထုတ်ပြန်ထားပါတယ်။အသရောင်းမျိုးအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းကပြည်သူများကိုနှီးမြှုပ်ဆုပ်ပြီးဒုက္ခပေးနေသောစစ်တပ်လက်ပါစီပြည်သူစစ်ဖွဲ့ဝင်အောင်စိုးကို၎င်းရဲ့နေအိမ်ဒေသဆိုင်အတွင်းမှာတော်လိုင်းရုံများကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရာမှာ နေရာမပင်မြောင်းတဲ့ကောင်းဆိုင်ပေါ်တာဖြစ်ပါတယ်။သူဟာကျမ်းဖတ်နေနေမိကန်ပြည်သူ့စစ်အဖွဲ့ဝင်ဆိုလဲဟုတ်တယ်စစ်တပ်အတွက်လလုပင်းလူပဲဖြစ်တယ်လို့ဆိုပြီးပကံပီလူဖွဲ့ကတောင်းရင်ရှိသွားပြောတာပါတယ်။သူပါတိုက်ခိုက်မှုကတော့ပကံပီလူတပ်ဖွဲ့မှတော်လိုင်းရဲပေါ်များလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ရဲ့ခန့်အကျင်ခံရသောအုပ်ချုပ်ရေးမှုများနေဖြင့်အ мян ဆုံးနှုတ်ထွက်ကြရန်နဲ့ပြည်သူလူထုနဲ့ပူးပေါင်းခြင်းနှိုးဆော်ထားပြီးပူးပေါင်းခြင်းမရှိတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုများကိုပြင်းပြင်းထန်ထန်ရေးယူသွားမယ်ဖြစ်ကြောင်းလည်းဒီပေးထုတ်ပြန်ထားပါတယ်။အဲအားကြောင့်အုပ်ကြီးလေအဟုတ်တီးခံနေရတာဖြစ်တဲ့အတွက် မြန်ဆုံးပြည်သူတွေနဲ့အတူပူးပေါင်းပြီးတော့မြေမှန်ရတဲ့မို့လိုပါပြီမြေမှန်မြန်ရင်တော့အလုံးတည်တဲ့အတိုင်းပဲသွားမယ်လမ်းကတော့လမ်းမရှိပါနဲ့နောက်တစ်တနေ့မှာတော့အင်းတော်မျိုးကိုတော်လိုင်းကြီးတမရကအပိဒတ်သိမ့်ပိုက်လိုက်ကြောင်းပုတ်ပြန်လိုက်ပါတယ်အချင်းပြီးနဲ့သခိုင်းတိုင်းအဆက်ရှိတဲ့အင်းတော်မျိုးကိုတော်လိုင်းပုံပုံတစ်ခွေများကဧပယ်လ9ရက်နေ့ညနေပိုင်းမှာပဲ ပြီးပိုင်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။အင်းတို့မျိုးစစ်စင်ရေးကိုတော့ PDF, ABF, DF, AIA, PACAPA စတဲ့ပူးပေါင်းတပ်ဖွဲ့တွေက2024ဩဂုတ်လကမှစတင်ကိုစစ်စင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။စစ်စင်ရေးအတွင်း Yes Scan, ဖေယုံနဲ့ဌာနဆိုင်ရာရုံများအားမြို့နယ်ဧရိယာများစုကိုထိန်းချုပ်ထားနိုင်ပြီးစစ်တပ်ကဂျပန်လှိုင်ကွင်းနဲ့ဖျက်ကုန်းတွင်ကန်စစ်အခိုင်မာပြင်ဆင်၍ခုခံပြီးလေကြောင်းမှဘုံကျပြင်းထန်ခုခံခဲ့ပါတယ်။ online တွေများကထိုးစစ်ကိုခဏရန်နာပြီး2024နှစ်ကုန်ပိုင်းတွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ပါတယ်ထိုးစစ်ဆင်လိုက်ခေတ္တရနိုင်လက်ဖြင့်တိုက်ခဲ့ပြီးဧပယ်လ9ရက်နေ့မှာတော့လက်ကျန်စစ်ကောင်စီတပ်ကိုထိုးစစ်ဆင်ရာစစ်တပ်ကလေကြောင်းမှပြင်းထန်ခုခံကြီးချာမှာပဲမြို့ကိုအပြေးပိုင်းဒိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့ပြည်သူတွေဟာပြည်သူချင်းကူညီရတဲ့အနေထားကတော့တကယ်ကိုပဲဘယ်ကိစ္စပဲမဆိုတော်လေးဟိုမှာအားကျုံမှတဲ့ကူညီနေတာတွေ့ရပါတယ်ဟိုပဲဘောမာတယ်ပြောပြောဘောမာဟုတ်ပြောပြောရုပ်ကူညီနေရတဲ့နောက်ကမှဘာတွေပဲရှိတယ်ပြောပြော လက်ရှိချိန်မှာကတော့ပြည်သူကပြည်သူကိုကူညီနေရတဲ့အနေထားကိုတော့ဖြစ်ပါတယ်။ပြည်သူကပြည်သူကိုကူညီနေရတဲ့အနေထားကိုရမကောင်းလို့ပါ။ကိုရကောင်းမှရှိလို့ပါ။ကိုရကောင်းတာရှိမယ်ဆိုရင်ပြည်သူကပြည်သူကိုကူညီစရာမလိုတော့တဲ့ထိုတင်စီမံကိန်းတွေချထားမယ်ဆိုတဲ့အကြောင်းပြောထားတာမျိုးပြန်လည်ဝင်ပြန်ဖြစ်လိမ့်ပါတယ်။ကြည်ရတဲ့မျိုးတွေအတွက်ပြန်လည်ဝင်ပြန်ဖြစ်လိမ့်တဲ့ကျွန်တော်တို့ကြည့်သွားရပါတယ်။အဒီဗီဒီယိုတွေကတော့လက်ရှိကျွန်တော်တို့အခုငလင်းနဲ့ပတ်သက်ပြီးတော့လက်ရှိမြေပြင်မှာဖြစ်နေတဲ့ဟာတွေကြားနေရတဲ့ဒိန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် ျွန်တော်အမြင်နဲ့ကျွန်တော်ပြောပါမှာဖြစ်ပါတယ်အခုကျွန်တော်ကြားပါပေါ့ပထမဆုံးအနေနဲ့တည်ဆုံးတဲ့လူတရားကိုဆယ်သိန်းတက်မှုပေးမယ်ပြီးပြူချနေတဲ့အိမ်လူတွေဘယ်လိုပေးများလို့မပြောသေးဘဲနဲ့ပတ်မှုပေးမယ်ပါဆယ်သိန်းဆယ်သိန်းထိုင်နိုင်ငံမှာပတ်တတ်ထိုင်နိုင်ငံအဲ့လောက်ထိဝင်ဝင်မရတာဘူးအဲ့လောက်ထိသူများကုညီမှုမရတာဘူးကျွန်တော်က25နိုင်ငံမလေးရှားတကူတွေဆယ်သန်းလို့ကျန်တာအနည်းဆုံးမလူတော့2တန်း3တန်း4တန်းလူကြတယ်25နိုင်ငံတော့ရှိတယ်ကဲဘယ်လောက်ရမလဲကိုကိုတွေ့ကြည့်ပြီးရင်ကျွန်တော်တို့တန်း140လောက်ရှိတယ် ဒီပစ္စည်းလင်းခွေးမှာဘုညိကဲစေပစ္စည်းပေးရမှာမဟုတ်ကျွန်တော်မသိဘူးကျွန်တော်ကြားဖို့တက်ခုရှိတယ်အာတက်တွင်ရလူတယောက်ပြောပြတာဘူချုပ်ကြီးတွေဆိုရင်ဒီလိုသူတို့လက်ထက်ကြရင်ဥမာသူတို့တိုင်းတတိုင်းတော့မသူတို့လက်ထက်ကြရင်သူတို့တွေးတာရှိတယ်ဟာငလင်းလောက်တာပြီးရည်ကြီးတာပြီးတော့ခုခုဖြစ်စေတယ်ဘာဖြစ်ဆိုမဆိုင်ရဘူးဟင်းတဘာဘီရနဲ့ဆိုင်ရနေတော့ပဆိုင်ရတော့တောက်လျှောက်ဆိုရင်နာခက်ကိုဗစ်ရေဘေးအခုငလင်းကြားတယ်မှာ ဘူးမသိကိုမသိနဲ့တိုးတက်နေတဲ့ဆဲနိုင်ငံလေးကိုအာဏာထားသိမ်းလိုက်တယ်အဲ့တော့ကျွန်တော်နိုင်ငံသားလေးအားလုံးခွေးတလုံးဖြစ်ကြတာအခုတို့လေးနှစ်ရှိပြီကြားထဲမှာအခုတဘာဝပေးရနေရနေနဲ့ကွင်းနေတာပေါ့ဟုတ်ပြီကျွန်တော်တို့လက်ရှိအဖြစ်ပြက်ဒီမှာကျွန်တော်ရည်သက်နေပို့လို့လာဆိုရည်သက်ကားလေးနဲ့တိုက်မြန်မာလူမျိုးတွေပရိုက်တာစိတ်အာနောက်တော့ငွေသားပဲလိုတယ်ပစ္စည်းတွေလည်းပေးလို့ဘာလို့လို့ရမှာလဲဟုတ်ပြီအဲ့ဒါဆိုသူတို့တက်နိုင်သလား စကူလေးတွေနဲ့တနိုင်ငံတအိမ်ဘလောက်ဘလောက်ဘလောက်ဆိုလိုက်ပို့ပေးကြကြအောင်ကိုကြီးမစူးစားကြကြအောင်ဒီအဖြစ်ဖြစ်တဲ့အားလုံးကိုကျွန်တော်ခြုံကြည့်လိုက်တဲ့အခါကျရင်ပြည်သူကနေပြည်သူတို့ဆိုပဲကိုကြီးနေတာတွေ့ရဒီမတိုင်မီဟိုဂျပုခွေးတောင်ကပြောတာရှိသေးတယ်ပြည်သူကပြည်သူတို့ကိုကြီးပေးပါတယ်ဟုတ်ပြီအဲ့ပြည်သူအချင်းချင်းကိုကြီးရမယ်ဆိုတဲ့စကားရုပ်တရက်ချင်းမှန်တယ်ဗျဒါပေမဲ့ပြည်သူကပြည်သူတို့ကိုကြီးတယ်ဆိုတာကအုတ်ချုပ်တဲ့အစိုးရတောက်တုံးမကြလို့မကောင်းတဲ့အခါကျမှပြည်သူကပြည်သူကိုကြီးတာဗျဒီကိစ္စကတဘာဝဘေးရနေတဲ့ကိစ္စ ပြည်သူကိုကြည့်တဲ့အစိုးရပြည်သူကိုအားကိုးတဲ့အစိုးရတရားစနစ်ကြတဲ့အစိုးရတရားဆိုဒီတဘာဝဘေးရနေရကျွတ်တင်မြင်စင်တာဒီတာဒီတဘာဝဘေးရနေရဖြစ်ပေါ်လာရင်ဘာတွေလောက်ရမလဲဆိုတာကျွတ်တင်ပြည့်တယ်ဒါတွေက national level အဆင့်နဲ့လောက်ရတဲ့အလုပ်တွေထင်းနေပွဲပြီးတော့ကုညီကယ်ဆယ်ရမယ်အလုပ်တွေအခုဟာကြည့်ပါဟာမိရဘူးလားမဘလောက်ပြောပြပြီးအင်းမမဘလောက်ပြောစကိုင်းမဘလောက်ပြောပြီးကိုကကိုပြည်သူလူထုအချင်းချင်းဒီ information တွေပြန်ညအင်တာနက်ကနေတဆင့် င်တချို့ကလည်းအကြံပေးကြတချို့တီးတဲ့လူရောမတီးတဲ့လူရောလည်းတီးအောင်တီးတဲ့လူကမတီးတဲ့လူကို share ပေးကြတတ်နိုင်တာတွေလုပ်ကြတယ်ဒါတွေလုပ်တင်လဲဟုတ်တယ်လားအဲဘာတွေကမလုပ်တင်ဘူးလဲဒါမျိုးတွေပေါ့ဗျာရှေ့ပြဟောတာတွေရောလုပ်တင်တာတွေရောထားပါပေါ့အလူပေးတဲ့အဖွဲ့တွေဆိုရင်လည်းကြားတာနဲ့အစင်းတွေကျွန်တော်တို့တော်တော်များများကနေပြီးတော့တယောက်တယောက်ကူညီကြတယ်ဘာကူလဲကြားမှာပေါ့ဝင်လူကြတာတွေအဲတချို့နေရာမှာပေါ်နေတဲ့များတိုက်နေကြတာတွေတချို့နေရာမှာတကယ်ဒုက္ခမရောက်တဲ့နေရာတွေမှာပုံနေကြတာတွေတကယ်ဒုက္ခမရောက်တဲ့နေရာတွေမှာသွားဝင်နေကြတာတွေ အခုချိန်ဒီမှာပေါ်လာတဲ့အလောင်းလေးစုပုံလေးစအုပ်ပုံလေးပြူကြခဏဒီအိမ်လေးနေစရာအိမ်မရှိလို့အာကိုအိမ်လေးပြူမှကြောက်လို့ဆိုပြီးလမ်းပေါ်မှာထွက်ပြီးတော့အိမ်နေရတဲ့လူတွေယာထောင်ချီးတဲ့လူတွေပေါ့ဗျာတော်တော်လေးကိုစိတ်မချမ်းသာဖြစ်ရတယ်ဗျာတယောက်နဲ့တယောက်တစ်ခုခုဖြစ်ရင်တော့မှဘယ်စည်းုံတင်းလို့တင်းရမှာမသိဘူးဟွန်းအမှားပဲကိုချိုးတဲ့လူကနာတဲ့လူကဘယ်နဲ့ထပြေလို့ပြေးရမှာမသိဘူးအခုဆိုလာတော့မယ်ဝန်ပြုံဝန်လျှော်ယောဂါနေ တယောက်သွားနေဒါမျိုးတွေလာတော့တယ်အခုဆိုလက်ကြည့်တိုက်တယ်ဒီပြိုကျလူစဲတိုက်တယ်ဟာနေတယ်လားမနေတယ်လားဟိုတလောအင်ဂျင်နီယာတယောက်နဲ့စကားပြောပြတယ်ပြောပြတဲ့ခါကျတော့သူကအကြောင်းမကြည့်ရတာဗောနော်အဲ့ဒါပြောနေနေဒါတွေကပညာရပိုင်ဆိုင်ရအဲ့တော့ပြည်သူလူထုကမသိဘူးသူအင်ကပြိုကန်နီလားမပြိုကန်နီလားမသိဘူးအဲ့ဒါတွေစုဖို့တော့ဘာလုပ်ရလဲဆိုတော့အခုတွေ့နေရတယ်ကိုယ်နဲ့ပတ်သက်တဲ့လူတွေပတ်စံပေးပြီးနှားပြီးအင်ဂျင်နီယာတွေတက်တိနားလဲတဲ့ပညာရှင်တွေခေါ်ပြီးတော့စစ်ဆေးခိုင်းနေရတယ်အမှမှဒါအစိုးရလုံးဝမလုပ်နေရှင်တဲ့ level အစိုးရလုံးဝမလုပ်ဘူးဒါ team one ကကိုကြီးတဲ့လူကိုကြီး စီယံစီကံတော့ကုညီတဲ့ဒီ medical အသင်း medical အသင်းဒါဒီလိုမျိုး license အဆုံမို့ညာအခုကြားရတာဗာလဲရှိသေးတယ်ကျွန်တော်ဒီအိမ်တော်မှာအရှိတစမိတ်ဘလောက်ထွက်ရင်ဘလောက်ခံကိုရရမယ်ဆိုပြီးကိုပတ်ဆန်နဲ့ကိုလိုတော့အမိုက်သိမ်းနေရတာတွေကြားတယ်စဉ်းစားကြည့်ဗျာဒါလောက်ဒီအတုံးမကြတဲ့အစိုးရဆိုအဲ့ဒီအတွက်ငွေသူတို့မှအစင်းစင်းရှိတယ်သူတို့သူတို့ဓာတ်တွေမထုတ်ဘူးအခုလက်ရှိပဲကြည့်သူများလှူလာတဲ့ပတ်စံတော့စေသိမ်းနဲ့တည်တဲ့လူတည်တဲ့လူမှစေသိမ်းရမှာတော့အခုမိုးရွာအခုလေမုန်တိုင်းလာတော့ ငလင်လို့တော့မသိတာကျွန်တော်လက်ခံအခုမိုးရွာပြီလေမုန်တိုင်းလာပြီဒါတော့အားလုံးသိတယ်ဘာလို့ကြိုးဒီပြင်စင်တာဝိုင်လဲဒါကြိုးသိနေတဲ့အလုပ်တွေဒီမိုးရွာလာတော့လေမုန်တိုင်းလာတော့အခုဘာပြင်စင်တာလဲဘာမှမပြင်စင်တာဘူးဘာဖြစ်လို့လဲဒီလားခုလက်ရှိအခြေအနေကဘာပဲဖြစ်လာဖြစ်လာဥစ္စာမလို့မရှိဘူးဥဆောင်နေတဲ့အစိုးရလည်းမရှိဘူးဥဆောင်နေတဲ့အဖွဲ့အစည်းလည်းမရှိဘူး guideline လည်းမရှိဘူးဒါပြီးရင်ဘာလုပ်ရမလဲဆိုတာလည်းဘယ်သူမှမသိဘူးတိတဲ့လူတွေကလည်းမကူနိုင်ဘူးဘာဖြစ်လို့စီးစင်းနေမရှိမလဲဘယံပါတာဖြစ်နေတာစုစည်းမှုမရှိဘူး ိုင်းနေရမှာဘာလုပ်နေတာကိုလည်းအတိအကျမသိဘူးဗျာအလူအခုကူနေတဲ့လူတွေလည်းခုနလေးလိုက်ကူပြီးလိုက်ဒီနေ့လေးလိုက်ကူပြီးလိုက်တကယ်တော့ဘာဘေးကနေကြတော့လူတွေကကူဖို့အတွက်လူတွေသွားကြတယ်စက်ပစ္စည်းတွေရန်နေရတယ်လူတွေထိုင်ချင်းနေုံမတက်နိုင်ဘူးနိုင်တယ်လောက်ပဲလုပ်လို့ရတယ်အဲ့ဒီရန်နေရတဲ့စက်ပစ္စည်းတွေအစင်းသေးတို့မှရှင်းနေရမယ်မရှင်းနေဘူးထားလိုက်ပါဒါတွေကယုံနေပါလိမ့်မတည်သေးတဲ့လူတွေတည်ကုန်ကြတယ်ကျွန်တော်လို့ရှိပါပဲအခုဆိုရင်ဒီကောင်တွေဘက်ချိန်ညတာလို့၄00ကျော်လို့ပြောနေတယ်ဟွန်းထားဘာသူမှအပြစ်လိုက်မပြောနေနဲ့ပေါ့အခုကျွန်တော်ဆိုအပြစ်ပြော မှန်ပါပဲဒီကောင်တွေကတော့ဘယ်တော့မှမှန်တိုင်းကိုကြီးညာရတဲ့ကုံပါဘူးစစ်ကွေးတွေကတော့အလုံးသိတဲ့အတိုင်းပါပဲစစ်တပ်အုပ်ချုပ်တဲ့ကာလနဲ့ပြည်သူစုကအုပ်ချုပ်တဲ့ကာလနဲ့ကွာချောက်မှုတွေတော့တကယ်ရှိရတော့ပြည်သူတွေအလုံးလက်ရှိချိန်မှာခံစားရပြီးမှဖြစ်ပါတယ်အဲဒီလိုပဲလက်ရှိမှာအသက်အန္တရာယ်နဲ့ကြုံခဲ့ရတဲ့ပြည်သူတွေအလုံးနဲ့တကယ်တော့ငါတို့မှအဆိုးရွားကောင်ရှိမှဆိုရင်ဘယ်လိုမျိုးအနေထားအောင်ရောက်ရှိပြီးတော့ငါတို့တွေဆုံးရှုံးတဲ့နေရာတွေမဆုံးရှုံးအောင်ဆိုတော့အလုံးသိမှဖြစ်ပါတယ်ဒါရီယာကျွန်တော်တို့ကောင်းတဲ့ဆိုရအောင်တွန်းလှန်လို့ရတဲ့ချိန်မှာတွန်းလှန်ခဲ့တဲ့အနေထားတစ်ခုမှာပေါဝင်ခဲ့တဲ့သူတွေများပြားလာတာဖြစ်တဲ့အတွက်ဘယ်လိုမျိုး ဘောင်းနဲ့ဆိုရတက်ပြီးအုပ်ချုပ်နေရောက်ခံရဖြစ်ပါတယ်။ဒါကြောင့်ကျောင်းနံစိတ်နဲ့အဲဒါတော့နာနေဖို့လိုပါတယ်အချင်းချင်းကူညီကြရအောင်ဘာလို့မပြစ်မပြောနဲ့အချင်းချင်းဘယ်လောက်ကူညီနိုင်လဲအားလုံးကလူလုံးငွေရတဲ့ဟာလေးနဲ့စုစုစည်းလည်းလူကြတာမဟုတ်ဘူးအော်လူတဲ့လူတချို့လည်းဗီဒီယိုကင်မရာကြီးတွေတကားကလည်းဘာတွေလုပ်နေတာလဲတကယ်တကယ်ဒုက္ခရောက်နေတဲ့လူတွေကျွန်တော်တို့ချမ်းသာတယ်ခင်ဗျားတို့ချမ်းသာတယ်လူတွေအများကြီးအဲ့လူတွေခင်ဗျားတို့တကယ်တကယ်လူမေးတာထိရောက်ရလားအဲ့လူတွေရရလား အဲ့ဒါကိုလည်းပြန်စဉ်းစားအောင်အဲ့ဒါတွေတော်တော်မျက်စိနောက်ပဲအခုတနေ့တမိုင်ကွန်ကြီးကေဆေကြီးလုံနေတဲ့လူတွေတော့မှဒီစစ်အစိုးရကောင်းတယ်ဘယ်တော့မှလဲဘာလုံးမှလဲပတ်စံနေတောင်းလန်ခီတွေပိတ်ပင်တည်င်းနေရစားအမောက်ချလုံနေတာအခုကကျွန်တော်တို့ကရင်တန်းဝေးခောက်ဆွေးကြောင်ဝေးရမယ်အစ်မဟုတ်တော့ဘူးစစ်တပ်ကြီးမြို့ပြကြီးလိုရှင်းနေတာဒါတွေကစစ်တပ်ကြီးနဲ့ပေါ်ထုံးရမယ်စစ်တပ်ကြီးနဲ့လုံရမယ်တကယ်တင်းဝန်းအားလုံးစုစုစည်းစည်းလုံရမယ်အလုပ်အခုဒီဘာမှမလုပ်နိုင်ဘူး အခုဒီမသိသေးမသိနေတဲ့လူတွေနောက်ဆုံးအလောင်းတော့ဘယ်နှရှိလို့ရှိမှမသိဘူးကျွန်တော်ဒီတိုင်းအပုံလိုက်စခိုင်းလူတစ်မျိုးလို့ဒါရီယာနိုင်ငံတော့အဆင်လုံးဝမကိစ္စတွေလား national level နဲ့လောက်အောင်မထိန်းချုပ်လို့မလုပ်ဘူးလူတွေတိုင်းတစ်ပိုင်းလိုက်ကူနေရမယ်အလုပ်တွေမဟုတ်ဘူး step by step အပေါ်အစည်းနဲ့အင်အားတောက်တောက်တင်းတင်းနဲ့လောက်အောင်မလုပ်တယ်ပြန်လဲထူထောင်ရေးလုပ်တော့ကြွချင်ပညာရှင်တွေရဲ့ကြိုးကြချက်အရာဆိုရင်အခုပြည့်စည်ရိုးရင်းတာတွေက7 billion နဲ့ billion တရားကြားထဲမှာရှိတယ်အဲ့အတွက်ပြန်လဲထူထောင်ရေးလုပ်ရင်တော့3နှစ်နဲ့5နှစ်ကြာပြီဆင်းရဲကြတော့ဒီလိုမျိုးဘယံပတ်တာ ပေါ်လို့ပေးစားမဟုတ်ဘူးเนาะစနေတကြလုံးရင်တော့မှာအဖွဲ့အစည်းတွေနဲ့စနေတကြနိုင်ငံခြားအကူအညီတွေနဲ့လုံးရင်တော့မှာတုံးထည့်ရနေငါးနဲ့တိကျအဲ့တော့ကျွန်တော်မေးချင်တယ်အေးစကားစားอืมနောက်တစ်ခါနေလုံးရောနောက်တစ်ရေကြီးအောင်ပါပဲနောက်တစ်ကပ်ပြီးယောဂတွေ quantum mist တွေဖြင့်ရောကျွန်တော်နောက်တစ်ချိန်နောက်တစ်ချိန်နောက်တစ်ချိန်နောက်တစ်နောက်တစ်ဖြစ်လာကျွန်တော်ဒီလိုပဲမဆုံးချုံးသင်မနဲ့လူအသက်ဆုံးချုံးရမှာ ဒီအစိုးရကိုအားကိုးနေတယ်ကျွန်တော်တို့ဒီအစိုးရရှိနေတယ်ကျွန်တော်တို့လူမျိုးတွေဒီလိုပဲဖြစ်နေမယ်အဲ့အတွက်နောက်ဆုံးနေ့နဲ့တကူပြောပါစီလင်းနေရှိပါပြီစစ်ပေးဖြစ်နေတာအဲ့ဒီဟာကိုလည်းကုညီကြပါဒီအစိုးရမြန်မြန်ပြုတ်ပါကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်ကိုရောက်မယ်